နိုင်ငံရေးပြဿနာကြုံရပြီးတဲ့နောက်စွန်3ရက်မှာကျင်းပမယ်ဂျားပြတ်ရွေးကောက်ပွဲမတိုင်ခင်အခြေတင်ဆွေးနွေးနေတဲ့ကိစ္စတစ်ခုဖြစ်သမရရဲ့လုံပန်ခွင့်အာဏာကိုပြန်လည်ပုံသွင်းရေးဖွဲ့စည်းပုံနဲ့ညီပြင်ဆင်သွားဖို့တောင်ကိုရီးယားပါတီနှင့်အလုံးကတောင်းဆိုထားပါသည်သမရဟောင်းယုံစုကျိုးရဲ့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာအတွင်းဆ িয়োগ ချုပ်ရေးဥပဒေတရအမှတ်မထင်ကြီးညာမှုနဲ့ပတ်သက်လို့သူ့ကိုဆွဆွဲပစ်တင်ပြီးယာရုကထုတ်ပယ်ခဲ့ပြီးတဲ့နောက်ရွေးကောက်ပွဲခေါ်ယူခဲ့တာဖြစ်ပါသည် အဓိကပါတီတွေရဲ့ကိုယ်စားလှယ်လောင်းတွေကဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းသွားမယ်လို့ကြေညာထားကြပါတယ်ဖွဲ့စည်းပုံပြင်ဆင်ရေးအောင်မြင်နိုင်ခြင်းဟာအရင်ကထက်ပုံပုံမြင့်မားနေတယ်လို့ခွန်ကြီးတက္ကသိုလ်ပြည်သူ့အုပ်ချုပ်ရေး Institute ပမောက္ခခြေချင်းဝန်ကပြောပါရည်။ဒိုက်ရိုက်သမရရွေးကောက်ပွဲကျင်းပဖို့ ਨੇ တကြိမ်နဲ့၅နှစ်တက်တန်းထမ်းဆောင်ရေး1989ခုနှစ်ကဖွဲ့စည်းပုံကိုနောက်ဆုံးအကြိမ်ပြင်ဆင်ခဲ့ပါရည်။အပြောင်းလဲတွေကိုအခြေတင်ဆွေးနွေးလာခဲ့ကြတာကြာပြီဖြစ်ပေမဲ့တစ်ခါမှအကောင့်တန်မဖော်ပြခဲ့ပါဘူး။ Liberal Democratic Party ကနေရွေးကောက်ပွဲမှာတည်ပြင်းနေသူလီကျင်းမြောင်က2030ပြည့်နှစ်မှာစတင်တာဝန်ယူတဲ့သမရတွေအတွက်၄နှစ်သက်တမ်းနဲ့နှစ်ကြိမ်ဆက်တာဝန်ထမ်းဆောင်ဖို့သမရရွေးကောက်ပွဲတွေအတွက်နှစ်ကြော့ကျင်းပတဲ့စနစ်ကျင်းသုံးရေးနဲ့ဝန်ကြီးချုပ်ကိုလွှတ်တော်ကအမည်စင်းတင်သွင်းဖို့အဆိုပြုထားပါသည်။သမရရဲ့တာဝန်ခံမှုကိုအားပိုကောင်းလာအောင်လှုံ့ဆော်ရမှာဖြစ်ပြီးလုပ်ပိုင်ခွင့်အာဏာတွေကိုတော့ဘဝချုပ်ကင်မှုမရှိအောင်လှုံ့ဆော်ရမယ်လို့သူကမေ၁၈ရက်မှာပြောကြားထားပါသည်။ကွန်ဆာဗေးတစ်ပြည်သူ့အာဏာပါတီ PPP က ်တမရရွေးကောက်ပွဲအတွက်အမည်စရင်တင်သွင်းထားသူကင်မွန်ဆူးကလည်းနာဂတ်တမရတွေအတွက်လင်းနစ်တက်တန်းနှစ်ကြိမ်ထမ်းဆောင်ရေးပါဝင်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အဆိုပြုထားပါတယ်ကင်မွန်ဆူးကသူသာရွေးကောက်ပွဲအနိုင်ရခဲ့ရင်သူ့ရဲ့ယာတုတက်တန်းကို၃နှစ်အထိရှော့ရှာသွားမယ်လို့ပြောဆိုထားတာဖြစ်ပါတယ်